ကျွန်တော်ဗလန်ပါပေါ့နော်ဒီဗလန် eligible ဆင်ပါပေါ့နော်ကျွန်တော်ဒီအဲတော့ရမရကျွန်တော်ဆင်မယ်ဆင်မယ်ဆိုတော့ကျွန်တော်ဗလန်နဲ့ဝင်လိုက်ပါပေါ့နော်ဒီအမဆိုရင်ကျွန်တော်တို့ဒီအဲ eligible ဆိုတာပေါ့နော်ဒီပေါင်လေးကိုကျွန်တော်နှိပ်ရအောင်ပေါ့နော်ဒါလေးကိုနှိပ်ရမယ်ဆိုတော့ကျွန်တော်နှိပ်ကြည့်ရမယ် ပြီးရင်ကျွန်တော်ဒီကောင်းနှိပ်တဲ့အခါမှာကျွန်တော်တို့ဒီ VPN မချိတ်ဘူးဆိုရင်ပါနော်ကျွန်တော်ဆိုရင် VPN ချိတ်ထားတယ် VPN မချိတ်ဘူးဆိုရင်ကျွန်တော်တို့ဒီမှာကအာ location available ဆိုတာမောနေတာပေါ့နော်ဆိုတော့ကျွန်တော် VPN သုံးရမှာပြန်ကျွန်တော်ကတော့ဒီ Now VPN သုံးတယ်ပေါ့နော် Now VPN ကိုကျွန်တော်ဂျာမနီပေါ့နော်နိုင်ငံဂျာမနီနဲ့ကျွန်တော်ချိတ်ထားတာပေါ့နော်ဆိုတော့ VPN နဲ့ဆင်ရပါတယ်ဆိုတော့ကျွန်တော်ချက် နေမယ်ဆိုတော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဒီ cyber meet နေပေါ့နော်ဆိုတော့ဒီ account fit တဲ့ဆိုရင်ကျွန်တော်တို့က founder ရပါပေါ့နော်ကျွန်တော်ကဒီ950မရဘူးဆိုရင်ဒီ950 MB ကကျွန်တော်နင်းနေဆိုရင်ကျွန်တော်တို့ကထုတ်ရပါပေါ့နော် refer ဆိုရင်လည်း refer ထည့်ရပါပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီ account ကိုဘယ်လို founder လဲပေါ့နော်ဆိုတော့ ကျွန်တော် form ဘလို့တင်လိုက်စရင်ကျွန်တော် channel မှာတင်ထားပါတယ်ဆက်လို့ကျွန်တော် share လိုက်ပါဆိုတော့ကျွန်တော်ဒီမှာဖောင်ရှိရပါနော်ဒီကျွန်တော်ဒီဗီဒီယိုနဲ့အတူကျွန်တော်ဖောင်လိုက်တင်ပြပါပါဒီကျွန်တော်ဒီဖောင်နှိပ်မှာကျွန်တော်တင်ရပါနော်ဆိုတော့ကျွန်တော်ဒီဖောင်ဖွင့်လိုက်မယ် โอเคဆိုတော့ကျွန်တော်ဒီမှာကဗားထည့်ရမှာလို့ဆိုတော့ကျွန်တော်ဟိုကျွန်တော်ရဲ့ bot ရဲ့ user id ပေါ့နော်ကျွန်တော်ဒီမှာဆင်သူကဒီ user info bot ရတယ်လို့ကျွန်တော် id ယူရမယ်လို့ပြောထားတယ်ဆိုတော့ကျွန်တော် user info bot ကိုဝင်လိုက်ရပါတော့အဲ့ဒီဝင်ဖို့အတွက်ကျွန်တော် telegram ပြန်သွားလို့ရတယ် ကျွန်တော် Telegram ထဲမှာကျွန်တော်ဒီမှာအပေါ်မှာပေါ့နော်ဒီစာလေးကိုနှိပ်လိုက်ပေါ့နော်အဲစာလေးကိုနှိပ်ပြီးကျွန်တော် user info box ဆိုပြီးဟာ sorry u s e r i n f o p o d ပေါ့နော်အကောင်ဆက်ရေးလိုက်ပေါ့နော်အဲ user info box ဆိုရင်ဒီမှာပေါ့နော်ဒါဆိုရင် user info box ပေါ့နော်ဒီကောင် user နဲ့ email ပေါ့နော်သူကဒီကျွန်တော်ဒီသူနဲ့သူရဲ့ user နဲ့နေလည်းရှိရဲကျွန်တော်ဒီကောင်နှိပ်လိုက်ပေါ့နော် နှိပ်လိုက်ပြင်ကျွန်တော် start နှိပ်လိုက်တာနဲ့ကျွန်တော် user ID ပေါ်လာပါတော့။ဆိုတော့ဒီ ID ဆိုတာလေးကိုကျွန်တော် copy copy ကုလိုက်ပါတော့။ copy ကုပြီးရင်ကျွန်တော်ခုနကဒီနေရာမှာကျွန်တော်ထည့်ပေးလိုက်ပါတော့။ okay id ထည့်ပြီးသွားပြီပြီးသွားရင်ကျွန်တော်ဒီမှာဆင် ဘာလို့ကျွန်တော်ဆိုင်ဖို့မမီရဆိုင်ဖို့မမီလို့ပြောချင်တာလဲပေါ့နော်ဆိုတော့ကျွန်တော် reason ကဒါပဲထည့်ပြလိုက်ပါတော့ I have only one account ပေါ့အခုမှဖဏကောက်မရှိနေရှိနေအာဒါပဲထည့်ပြလိုက်ပါတော့သူအကောင်လုံးမစစ်ဘူးဆိုတာသိကြပါတယ်ဆိုတော့ how many balance account do you have ဆိုတော့ကျွန်တော် balance ကျွန်တော်မှ balance account မနှခုရှိလဲဆိုရင်ကျွန်တော်1ပဲရွေးပြလိုက်ပါတော့ရေးကြည့်တာကျွန်တော်တို့ဒီ form ဖြည့်ဖို့ပဲပေါ့နော်ကိုယ့်ရဲ့ user id နဲ့ form ဖြည့်ဖို့ပဲလိုအပ်မယ်လို့ကျွန်တော်ထင်ပါတယ် စောင့်တာစောင့်အောင်ပေါ့နော်ဆိုတော့ကျွန်တော် how many account are your wallet connected to ဆိုတော့ကျွန်တော်တို့ account ကို wallet ဟို wallet တစ်ခုတော့ account မနှစ်ခုချိတ်ခဲ့လဲပေါ့နော်ကျွန်တော်တို့1 ml ကျွန်တော်ရေးပေးလိုက်ပေါ့နော်ဆိုတော့ဒါပါပဲဒီ account လေးအဲ့ဒါလေးဖြည့်ပြီးရင်ကျွန်တော်ပြီးသွားပြီပေါ့နော်ပြီးရင်ကျွန်တော် send mail လေးနေလိုက်နော် okay အဆင်ဒါကျွန်တော်တို့ဒီ cyber media လို့ပြောကျွန်တော်ဘယ်လိုတင်ရလဲဆိုတာလေးပေါ့နော်ဒါကတော့ fountain လေးပါ